Chetina ဖြစ်ပါတယ်။ဒီ Chetina သင်မှာ Grade 12 Maths ရဲ့ Chapter 10 Integration of Method of Integration လေးပေါ့နော် Method of Integration Chapter 10လေးကိုသင်နေတာအခုဒီ Part 3ရောက်ပြီပေါ့နော်။အဲ့ဆိုတော့ရှင်းမှာဒီချက်ကို Example လေးလဲတွက်ခဲ့တယ်။တွက်ခဲ့တဲ့အထဲမှာ Integration ဆိုတာဟာဘာလို့ပြောခဲ့တာလဲဆိုတော့ဒီချက်က derivative မလုတ်ခင်လို့ပြောတာเนาะ anti derivative လို့ပြောတယ်အဲ့ဒီထဲမှာဒီလိုပုံစံတွက်လိုက်ပြီဆိုရင် integrate လုပ်ပါလို့ပြောလိုက်ရင်သူ့ရဲ့ formula ထဲမှာရှိတဲ့เนาะ formula တိုက်ရိုက်ပေါ့ formula တချို့ချက်ခိုင်းထားတယ်မလားသူ့ရဲ့ integrate formula တွေအဲ့ဒီ integrate formula တိုက်ရိုက်မရှိတဲ့ဟာပေါ့တိုက်ရိုက်မရှိတာဆိုဘာတွေလဲ cos တို့ sin တို့ပုံမှာ square တွေပါခဲ့ရင်เนาะအဲ square တွေမဟုတ်ဘူးပေါ့ ထန်ညွန်ပါခဲ့ရင်ပေါ့နော်ထန်ညွန်ပါခဲ့ရင် diet integrate formula မရှိဘူးပြီးရင် log အတွက်ဆိုရင်လည်း diet integrate formula မရှိဘူးအမြောက်နော်အမြောက်အတွက်ဆိုရင်လည်း diet မရှိဘူးအစားအတွက်ဆိုရင်လည်း diet formula မရှိဘူးဒါဆိုရင်အဲ့လို diet formula မရှိတဲ့အခါမှာအဲ့ဒါလေးတွေကို integrate လုပ်ရတဲ့အခါတခြားတို့ဒီ method တွေကိုသုံးပြီးတွက်မယ်လို့ပြောခဲ့တာဖြစ်တယ် ဒါဆိုရင်အခုတချို့တို့အရှိမာကတော့ယိုယိုလေးတွက်လို့ရတဲ့ဟာပေါ့တန်ဂရိတ်လို့ရတဲ့ဟာပါဝါဂရိတ်တို့เนาะပြီးရင် sin တွေ cos တွေဆိုရင် exponent တွေဆိုဒါရိုက် grade လို့ရတဲ့ဟာဆိုရင် direct grade သွားတဲ့ formula ရှိတယ်ပေါ့เนาะအဲ့လိုမဟုတ်ဘူးဆိုရင်နံပါတ်1အဆင့်ကပါလဲဆိုတော့ method of transformation ဒီထဲမှာပါလာတဲ့ဟာလေးတွေเนาะအခုတချို့တို့ဒါလေးတွေမှာပါလာတဲ့ ုံစံလေးဖြစ်သွားပြီဆိုရင်ဒီလိုမျိုး integrate တန်းပြီးလုပ်လို့မရရင်မလုပ်ပြီးမလဲဆိုတော့ transformation ပြောင်းလိုက်မယ် teacher ရဲ့ formula တွေကိုပြောင်းလိုက်မယ်ဘယ်လိုပြောင်းမလဲဆိုရင် grade လို့ရမယ့်ပုံစံပြောင်းမှာ grade လို့ရတဲ့ပုံစံပြောင်းပြီးသွားမှပြီးတွက်မဲ့ဟာကို method of transformation လို့ခေါ်တယ်အဲ့ဒါဆိုတော့အဲ့ဒီ number 1အဆင့်နေတွက်ဖို့အတွက် transform လုပ်ဖို့အတွက်ဆိုရင်ဒီစရိုးရဲ့ trigo ရဲ့ formula တွေကိုရရမှာဖြစ်တယ်အဲ့တော့ 3 4ဟာအရေးကြီးတယ်လို့ပြောထားတယ်ဖြစ်တဲ့အတွက်3 4ကိုကြည်ကြည်ညံ့ညံ့လောက်ထားဖို့လိုတယ်เนาะအဲ့တော့အဲ grade 11ရဲ့ chapter 3ကိုအခန်းလေးပေါ့เนาะ chapter 10လေးကိုမကြည်ညက်တင်ကြည်ညက်အောင်လုပ်ဖို့လိုပါတယ်เนาะ ကဲဟုတ်ပြီအဲ့ဒါဆိုရင်ကြီးချင်သေးတယ်လေးလာချင်တယ်ဆိုရင်တော့ဒီချဲ channel ထဲမှာ playlist အောက်ထပ်ဝင်လိုက် grade 11ရဲ့ chapter 10ဆိုပြီး trick ကိုဝင်လေးလာလို့ရမယ်ကဲအဲ့ဒါဆိုအဲ့ဒီ formula လေးတွေဒီချက်ပြန်နှွေးမယ်နော် method of transformation သုံးဖို့ trick formula လေးတွေပေါ့အဲ့တော့တိပီးသားတွေဖြစ်တယ်ပေါ့နော်ပြန်သုံးမှမို့လို့ဒီချက်ပြန်နှွေးပေးတာဖြစ်တယ်အဲ့တော့သူရဲ့ပထမတစ်ခုဒီပါလဲဆိုတော့ size square alpha plus cos square alpha ဆိုရင်1ရတယ်နော်1ရတယ် ဒါဆို sin square alpha ဆိုရင် cos square alpha ဟိုဘက်ရွှေ့လိုက်တယ်ဆိုရင်1 minus cos square alpha alpha ဒီ down ဖြစ်တဲ့အတွက် theta လို့ရေးလဲအတူတူပဲเนาะ e လို့ရေးလဲအတူတူပဲ down ကကြိုက်တာခေါ်လို့ရတယ်เนาะ sin square theta ဆိုရင်1 minus cos square theta ဖြစ်မှာပေါ့เนาะ cos square alpha ဆိုရင် sin ဟိုဘက်ရွှေ့မှာမို့လို့1 sin square alpha ဒါဆိုဒါလေးတွေကကြက်ထားပြီးသားလည်းဖြစ်တယ်မမီအောင်လို့ပြန်နှွေးပြတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးပြန်ကြက်ထားပြီးပြီးရင်1 10 square alpha ဆိုရင် set square alpha နဲ့ညီရဲ့နော် set square set square alpha ဆိုရင်1 10 square alpha အစားတွင်းလို့ရမယ်။အဲ့ဒီကနေဆင့်ပွားပြီးနောက်တစ်ခုတုံးမယ်ဆိုဘာလုပ်လို့ရမလဲ။တချို့တော့10 square alpha ကိုထားခဲ့ရင်1ကိုဒီဘက်ရွှေ့မယ်။နော်1ဟိုဘက်ရွှေ့လိုက်ရင် -1 ဖြစ်တဲ့အတွက် set square alpha -1 ။ဒါဆိုရင်တချို့ set square alpha -1 နေရာမှာ10 square alpha ထည့်လို့ရတယ်လို့10 square alpha နေရာမှာ set square alpha -1 ထည့်လို့ရမယ်နော်။1 cot square alpha နေရာမှာ cos square alpha နဲ့ညီရဲ့ဒါဆိုသူ့ကိုဒီချိန်ရွှေ့မယ်ဆိုရင် cot ကိုထားခဲ့မယ်1ဟိုဘက်ရွှေ့မှာဆိုရင် cot square alpha equal to the cos square alpha minus 1နော် ကဲအဲ့ဒါလေးတွေကြက်ထားပေးပေါ့နော်ကြက်ထားပေးဆိုဒီက cot square alpha နေရာမှာ cos square alpha minus 1ထည့်လို့ရသလို cos square alpha minus 1နေရာမှာ cot square alpha ထည့်လို့ရတယ် cos square alpha နေရာမှာ1 cot square alpha ထည့်လို့ရတယ်နော်အဲ့လိုလေးတွေတီးရမယ်ပြန် tangent ဖြစ်တဲ့ tan alpha ဆိုရင် sin alpha by cos alpha tan theta ဆိုရင် sin theta by cos theta ပေါ့ cot ကဆိုင်တဲနဲ့ cot ကပြောင်းပြန်ဖြစ်တဲ့အတွက် cot ဆိုရင် cos ပိုင်းဆိုင်နော်တန်ဂျင်က sin ပိုင်း cos set ကဘာလို့ပြောင်းပြန်လဲဆိုတော့ cos ရဲ့ပြောင်းပြန်မှုလို့ set alpha ဆို1ပိုင်း cos alpha cos alpha ဆိုရင်1ပိုင်း set alpha လို့ထည့်လို့ရမယ်ဒါတိခဲ့ပြီးသားတွေ coset alpha equal to 1ပိုင်း sin alpha sin alpha ဆိုရင်1ပိုင်း coset alpha ဒါနှစ်ခုကပြောင်းပြန်เนาะ ိုဆက်နဲ့ sign နဲ့ပြောင်းမြန် set နဲ့ cost နဲ့ပြောင်းမြန်ဒါလေးတွေသိရမယ်ကဲနောက် formula ကြည့်မယ်ဒါကတောင်ပေါင်း formula တောင်ပေါင်း formula မှာကျတော့ဒီစရို sin alpha plus or minus beta ဆိုရင် sin ဆိုဘယ်လိုမှတ်ခဲ့လဲ sin cos cos sin လို့မှတ်ခဲ့တယ်။တောင်ဒီဒီကလက္ခဏာဒီ ပြောင်းမြန်ဖြစ်တယ်အအတဲဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာ plus ဆိုရင်ဒီဘက်လဲ plus ပေါ့နော် sin alpha plus beta ဆိုဒီဘက်မှာလဲ plus ဖြစ်မယ် sin alpha minus beta ဆိုဒီဘက်မှာ minus ဖြစ်မယ်ပေါ့နော်လက္ခဏာအတဲ sin ဆိုရင် sin cos cos sin လက္ခဏာအတဲလို့မှတ်မယ် cos ဆိုရင်ကြတော့ cos alpha plus beta ဆိုရင် cos cos sin sin လက္ခဏာပြောင်းမြန်ပေါ့နော် alpha plus beta ဆိုဒီအလဲမှာ minus ဖြစ်မယ်နော် alpha plus beta ဆိုအလယ်မှာ minus ဖြစ်မယ် alpha minus beta ဆိုအလယ်မှာ plus ဖြစ်မယ်ပေါ့နော်လက္ခဏာပြောင်းပြန် tan alpha plus or minus beta ဆိုရင် tan alpha plus tan beta by 1 minus or plus ဒါကပြောင်းပြန်နော်ဒီမှာ plus ဆိုရင်ဒီအောက်က minus ဒီဘက minus ဆိုရင်ဒီမှာ plus ဖြစ်မှာနော်ကြည့်အဲ့ဒီ formula လေးတွေကြက်ထားပြီးရင် half angle half angle ကကြတော့ sin alpha by 2ဆိုရင် plus or minus square root of 1 minus cos alpha by 2ဒါ chapter 1နေမှာလဲကလေးတို့သုံးခဲ့ပြီးသားတွေဖြစ်တယ်ပေါ့နော်အဲ့တော့ trigo ကမေးလိုက်လို့တော့မရဘူးတောက်လျှောက်ပြန်နှွေးထားပြီး chapter ဒီအားလုံးမှာပြန်ပါမှာဖြစ်ပါတယ်ဆိုတော့ cos alpha by 2ဆို plus or minus square root of 1 plus cos alpha by 2ပေါ့နော် tan alpha by 2ဆိုတာလေးအဲ့တော့အဲ့ဒီ formula လေးတွေတစ်ချက်ကိုပြန်ကြက်ထားပြီးနောက်တစ်ခုသွားမယ် နောက်တစ်ခုကကျတော့ 2sin a cos b ပေါ့ 2sin a cos b ဆိုရင် sin အမြောက်ကနေသူကပါလဲတောင်းပေါင်းကိုတွားတာအမြောက်ကနေအပေါင်းကိုတွားမယ်ဆိုရင် sin cos ဆိုရင်ခုနတည်းချက်လို့ sin cos cos sin မဟုတ်လားဒီမှာလေးဝိုင်းပြမယ်နော် sin cos ဆိုရင်ဘသူတွေမှရှိရလဲ sin ထဲမှာရှိတာเนาะဒါကြောင့်မလို့ sin cos ဆို sin အပေါင်းလို့ပြောင်းပြန်မှတ်မယ်အဲ cos sin ဆိုရင် sin အနှုတ် เนาะအဲ့တော့ပြန်ပြပြီးမယ်အမြောက်ကနေအပေါင်းကိုဒီစရုပ်သွားမယ်เนาะအမြောက်ကနေအပေါင်းကိုသွားရင် sin cos ဆို sin အပေါင်းအလေးမှာအပေါင်းလို့ပြောတာเนาะ sin cos 2 sin cos ဆို sin အပေါင်းထောင်းကကြတော့နှစ်ခုပေါင်းမှာ e နဲ့ b နဲ့ပေါင်းနောက်တစ်ခုက e နဲ့ b ကိုနှုတ်เนาะ c ကထောင်းနှစ်ခုကိုပေါင်းနောက်ကထောင်းနှစ်ခုကိုနှုတ်ပြန်ပြောပြီးမယ်2 sin cos ဆို sin အပေါင်းเนาะ2 cos cosine sin co cosine မှာအဲ့ဒါ sin တဲ့ကနေခွဲတာဖြစ်တဲ့အတွက် do cosine ဆိုရင် sin အနှုတ်နော် sin အနုတ်ကိုပထမအရှိကဒေါင်းအပေါင်းနောက်ကဒေါင်းအနုတ်အတူတူပဲတခါ2 cos 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 sin sin မလား cos cos sin sin ဒီ cos ကိုခွဲထားတာဖြစ်တဲ့အတွက်2 cos cos ဆို cos အပေါင်းနော်နှစ်ခုလုံး cos လို့ပြောတာနော် cos အပေါင်း cos အပေါင်းကိုဒေါင်းအရှိအပေါင်းနောက်အနုတ်တခါ2 sin sin ဆိုရင်ကြတော့ cos a note เนาะ cos a note ရှိလဲ cos နောက်လဲ cos cos a note အဲ့ဒီမှာကျတော့ဗျောင်းမြန်ဖြစ်သွားတယ် down ကရှိမှာ a note နောက်မှာအပေါ့เนาะအဲ့ဒါလေးနေမှတ်ထားပြီးတက်ထားပြီးပေါ့เนาะတခါ double angle double angle ကကျတော့ sin 2 alpha ဆိုရင် 2sin alpha cos alpha cos 2 alpha မှာ3ခုရှိတယ် cos square alpha minus sin square alpha 1 minus 2 sin square alpha 2 cos square alpha minus 1ဒီ3ခုစလုံးဒီ cos 2 alpha ဖြစ်တဲ့အတွက်ကြိုက်တဲ့တစ်ခုယူသုံးမှာဖြစ်တယ် tan 2 alpha ဆိုရင်2 10 alpha by 1 minus 10 square alpha ကဲအဲ့ဒါလေးတွေပြန်နှွေးထားပြီးမှဒီချက်ပုံစံတွက်ရင်သုံးလို့ရမှာဖြစ်တယ်ကြံသေးတယ်စကြည့်မယ်နော် ဲ့တော့ method of transformation တုံးဖို့အတွက်ကိုတချို့တော့အဲ့ဒီအခုန trigo ရဲ့ formula လေးလည်းရရမှာဖြစ်တယ်လို့ဒီ sin square alpha ခုန square ပါလိုက်တယ်ဆိုရင်ဒီဆိုတော့ die right grade လို့မရရင် formula change ရမှာဖြစ်တယ်ဒါဆိုရင် change ရမှာလို့ပြောလိုက်တဲ့အတွက်ခုနကနောက်ခုနကတော့ဒီချေတို့ကြည့်ခဲ့တဲ့ cos 2 alpha လေးကိုပုံမယ်နော် cos 2 alpha equal to နော် cos 2 alpha equal to ဆိုရင်ဒီချက်လို့ပါလို့ရမှာလဲအဲဘယ်တစ်ခုသုံးလိုက်မလဲဆိုတော့1 minus 2 sin square alpha လေးကိုသုံးမယ်ဒါဆိုရင်ဒီချက်ကဒီမှာ sin square လို့ကျင်တာဆိုတော့အတွက် sin square ထားခဲ့မယ်1ကိုအရင်ရွှေ့မှာဆိုတော့ minus နော်1ကဟိုဘက်ရောက် minus ဖြစ်တဲ့အတွက် cos 2 alpha minus 1 equal to ဟိုဘက်မှာ2 sin square of ပါကြမယ်အဲ့တော့ဒီရှိမှာက minus ရှိတယ်ဒါဆိုဒီချက်ကအနှုတ်နဲ့မြောင်းမှာဖြစ်တဲ့အတွက်အနှုတ်နဲ့မြောင်းမှာဆိုရင်ဒီရှိကအနှုတ်ဖြစ်မယ်1ကအပေါင်းဖြစ်သွားမယ်နော်အဲ့တော့ဒီဘက်ကကျတော့အပေါင်းဖြစ်သွားမယ်ပေါ့နော်2ကတော့စားမယ်အဲ့ဒါဆိုရင်ဟိုဘက်မှာဒီချက်ပါကြံခဲ့မှာလေ sin square of ပါကြံခဲ့မယ်နော် ဆိုတော့ sin square of pa ကျန်ခဲ့မယ်ဒီဘက်က1ကအပေါင်းဖြစ်သွားပြီ1 cos 2 alpha က minus ဖြစ်သွားပြီ cos 2 alpha ဘာနဲ့သွားစမ်းမလဲမြောက်ထားတဲ့2နဲ့သွားစမ်းမယ်အဲ့ဒါဆိုရင်ဒီလိုက sin square alpha နေရာလေးမှာဘာထည့်လို့ရမလဲ1 minus cos 2 alpha by 2ဆိုတာလေးဓာတ်ရိုက်ချက်ထားလို့ရတယ်ဘယ်ရရလာတာလဲဆိုတာရလာတဲ့ formula လေးကိုအခုတိချက်တွက်ပြလိုက်ပြီเนาะဒါဆိုရင် cos 2 alpha ဆိုရင်လည်းအတူတူပဲ cos square alpha cos square x တောင်းကတော့ကြိုက်တာထဲเนาะဒီမှာ alpha ဆို alpha ပေါ့ x ဆို x theta ဆို theta ထည့်လို့ရတယ်เนาะဒါဆိုရင် cos square alpha ဆိုရင်ဒီချက်ပဲ formula သုံးလို့ရမယ် cos 2 alpha မှာနောက်တစ်ခုရှိသေးရမလားမရှိသေးရလဲ2 cos square alpha minus 1 2 cos square alpha minus 1ဒါဆိုဒီချက် cos square alpha ကိုထားခဲ့ပြီး minus 1ဟိုဘက်ပို့လိုက်တော့ plus 1ဆိုတော့1 plus cos 2 alpha 2ကသွားစားလိုက်မှာဖြစ်တဲ့အတွက်ဘာရသွားလဲ1 plus cos 2 alpha by 2ပေါ့နားလည်မနော်အဲ့ဒါဆိုရင်ဘယ်ရရလဲဆိုတော့အခုတွက်ပြလိုက်ပြီဖြစ်တဲ့အတွက်အဲ့ဒါလေးတွေက square ပါတယ်ဆိုရင်ဒီစရုတ်ဓာတ်ရိုက်သုံးမှာဖြစ်လို့တန်းချက်ထားလို့ရတယ် cos square x equal to x ဆိုရင် x နဲ့ရေးပေါ့ alpha ဆို alpha နဲ့ရေးပုံစံမှာပေးတဲ့ထောင်းအတိုင်းကြောင်းကြီးလိုက်ရုံပဲ sin square x ဆိုရင်1 cos 2x 2 cos square x ဆိုရင်1 cos 2x 2လို့ချက်ထားပြီး နော်ဘယ်ရရလဲတွက်ပြပြပြီနော်တခါ tan square x ဆိုရင်ခုနအတိုင်းပေါ့ဒါခုန formula 1 tan square alpha equal to sec square alpha မလားရွှေ့ပြခဲ့ပြီပြီအဲ့တော့ tan square alpha လိုချင် sec square alpha minus 1ဒါလည်းရွှေ့ပြခဲ့ပြီပြီရမယ်နော်ကဲအဲ့ဒါဆိုအဲ့ဒီ formula လေးတွေကိုတချို့ကြက်ထားပြီအခု example လေးဆက်ကြည့်မယ် example 3လေးပေါ့နော် transform လုပ်ဖို့လိုရအဲ့ဒီ formula တွေကရနေရမှာဖြစ်တဲ့အတွက် notes ထဲမှာမှတ်ထား notes အောက်တက်တက်လေးထား ထားပြီးရင် chapter တခန်းစီရဲ့ဒီချက်ပြောထားတဲ့ notes တွေကိုကူးထားကူးထားပြီးရင်အဲ့ဒါကိုနေ့တိုင်းနှွေရတယ်နော် notes အခန်းလေးကိုနေ့တိုင်းနှွေအဲ့ဒါဆိုရင်မမေ့တော့ဘူးသင်ချလဲအမြင်မှတ်မိနေမှာဖြစ်တယ်နော်အဲ့ဒါဆိုရင် example 3လေးကြည့်အောင် example 3ကကြတော့မိခွန်လေးက find the following integral တဲ့နော်ပြီးထားတဲ့ integral တွေကို integrate လုပ်မယ်ဆိုတော့ဒီချက် a လေးအရင်ပြန်ကူးလိုက်မယ်နော် a လေးအရင်ပြန်ကူးလိုက်မယ်ဆိုတော့ integral E power minus x plus 1. Now plus 1 by e power x. Plus 1 by e power minus x dx. No? And I'll leave so in teacher will follow နော်ကြည့်မယ်ဒိုင်းရိုက်ဆိုရင်ဒီမှာဘာလောက်ထားလဲစားထားတယ်စားထားတယ်ဆိုတော့ဒီလိုမှာအစားမှာ integrate ဒိုင်းရိုက် formula မရှိဘူးเนาะအစားမှာ integrate ဒိုင်းရိုက် formula မရှိတဲ့အတွက်ဒါလေးကိုတကယ်ဖွဲရေးလိုက်မယ်ဘာလို့လဲအောက်မှာလဲ e power x ရှိတယ်အပေါ်မှာလဲ e power minus x ရှိတယ်ဆိုတော့အပိုင်းကိန်းဖွဲရေးလိုက်เนาะအဲ့ဆိုတော့ integrate e power minus x by e power minus x တခု1နဲ့တခါရေးမယ်ဆိုတော့1 by e power minus x တခုဒီလိုဖွဲ့ရေးလိုက်တယ်နှစ်ခုဖြစ်တော့ရင်ခွင်းလေးခတ်ထားပြရမယ်ခွင်းမပါလို့မရဘူးเนาะကဲအဲ့ဒါဆိုရင်ဒီစရို e power x ကကြည်သွားတဲ့ပေါ့เนาะ2လေတော့ကြည်သွားတော့ဘယ်လောက်ရလဲ1ရတယ်ဒါဆိုရင် integral 1เนาะနောက်ကကြတော့ pi ချီကဂိမ်းလေးကိုအပေါ်တင်လိုက်ရင် power ဒီအနှုတ်ကနေအပေါင်းဖြစ်သွားမှာဖြစ်တဲ့အတွက် plus e power x ဖြစ်သွားတယ်ဒါဆိုရင်အပေါင်းဖြစ်သွားတဲ့အတွက်ဓာတ်ရိုက်ပါလုပ်လို့ရပြီ grade လို့ရပြီเนาะအဲ့ဒါဆိုရင်ဖွဲ့ရည်မယ်ဒီချက် integral 1 dx plus integral e power x dx เนาะကဲအဲ့ဒါဆိုရင်1ကို grade ရင်ဘာရလဲ formula ဓာတ်ရိုက်ရှိသွားပြီ1ကို grade ရင် x ရတယ် ပြီးရင် plus e power x ကိုပြရရင် e power x ပဲနောက်မှာဗာထည့်ပြရမလဲ plus c ထည့်ပြရမယ်ဆိုတော့ဒါလေးပဲရပြီနော်ကဲဟုတ်ပြီအဲ့ဒါဆို b ကိုကြည့် b ပုံစံပြန်ကူးမယ် integrate e power x plus 2x dx ဒါဆိုရင်အဲ့ဒီခါလေးဒီ diet grade လို့ရမရဆိုတာလေးကြည့် diet grade လို့ရတယ် e power x ကလည်း grade လို့ရတယ် 2x ဆိုတာလည်း grade လို့ရတယ်အဲ့တော့ဒီလိုခွဲရမယ် integral e power x dx plus 2က constant မ grade ဘူး integral x dx နော်ရှေ့ထုတ်ထားလိုက်တယ်သူ့ကို grade မယ်ဆိုရင် e power x ကို grade ရင် e power x ပဲနော် plus 2က2ပဲ XD power 1ရှိတယ် power 1ပေါင်းပြီးစားလို့ပြောတဲ့အတွက် x square ဖြစ်သွားမယ် by 2နဲ့ပြန်စားပြရမယ်2နဲ့2နဲ့ကြည်မယ်နောက်မှ constant c ပါမယ်ပေါ့နော်အဲဆိုရင်အောက်မှာဘာဆက်ကြံမလဲကျန်တာလေးဆက်ရေးပြီးဆိုတော့ e power x နောက်ကဘာကြံမလဲ x square plus c ပေါ့ဒါလေးပဲနော်ဒါဆိုရင်ဒီချက် a နဲ့ b နဲ့ပြီးသွားပြီနောက်ဆို c လေးဆက်ကြည့်啊 c ကိုဆက်ကြည့်ဆိုတော့ c မှာက bosa pian kume na c bosa pian kume integral e power x log 5 plus 1 pi x squared dx. အဲ့တော့အဲ့ဒီမှာဟောဓာတ်ရိုက်သုံးလို့ရသလားပြင်လို့ရမလားပေါ့နော် transformation လုပ်ရမလားဆိုတာကြည့်မယ်ဒါဆိုရင်ဒီ e power x နဲ့ log 5နဲ့ဒီဘာလို့ခါလဲမြောက်ထားတယ်မြောက်ထားတယ်ဆိုတာကဒီချက်တို့မှာအမြောက်ဆိုရင်တော့ integrate formula မရှိဘူးသို့တော့ဒီမှာရှိတဲ့ log 5မှာ x ပါသလားမပါဘူး x မပိုင်အဲ့ဒါ constant ဖြစ်တယ်နော်ဥပမာ log 5x ဆိုရင်တော့ဒီ x ပါနေတဲ့အတွက်ဒါဒီ constant မဟုတ်ဘူးအဲ့ဒီခါကျရင်တော့အမြောက်ဖြစ်တယ်ပြင်ပြီးတွက်มาရမယ်เนาะဘာလို့လဲ log ကိုလည်း grade ရမှာ x ပါတယ်ဒီမှာက log 5 be constant ဖြစ်တယ် constant ဆိုရင် grade ရမလို့လည်းတွက်ပြီးဘာလို့ပြရမလဲ shape ပို့เนาะ shape ပို့မယ်ဆိုတော့သူ့ကိုမ grade ဘူး log 5เนาะ log 5 integral ဘသူ့ကိုပဲ grade မှာလဲ e power x dx plus အနောက်ကကိန်းက x ပွဲလေးကိုဒီချက်အပေါ်တင်လိုက်မယ် integral x power -2 dx ဒါဆိုတိုက်ရိုက် grade လို့ရသွားပြီနော် log 5က grade ဆရာမလိုတဲ့အတွက်ပြန်ကူ e power x ကို grade ရင်ဘာပဲရမလဲ e power x ပဲရမယ် plus နောက်က power တစ်ပေါင်းစားဆိုတော့ -2 1ဆိုတော့ x power -1 ပြန်စားဆိုတော့ -1 နဲ့ပြန်စားအနောက်မှာ constant c ပါမယ်เนาะတခါ log 5 e power x เนาะအဲ့ဒါဆိုရင်ဒီက minus 3ကိုဘာလုပ်လိုက်အပေါ်မြောက်လိုက်တဲ့အတွက် minus x power minus 1ကိုအောက်ပို့လိုက်တဲ့အတွက်1 x ဖြစ်သွားမယ် power အပေါင်းနောက်မှာ plus c ပါလာမယ်ရမလားနော်အဲ့တော့ log ဒီမှာ x ပါမပါဆိုတာကိုကြည့် x မပါရင် constant ဖြစ်ပြီး x ပါရင် greater မှာဖြစ်တယ်လို့သိထားရမှာဖြစ်တယ်ရမယ်နော်အဲ့ဒါဆို d ကိုကြည့်အောင်နော်တကယ်လို့ d လေးက ီပု္ပ္ပာလေးပြန်ကူးလိုက်အောင်အဲ့တော့ဒီရဲ့ပု္ပ္ပာက integral 3 power x ln 3 dx ဒါဆိုရင်ဒီချက်တော့အဲ့ဒီမှာကြည့် ln တော့ဟုတ်တယ် ln မှာ x ပါသလားမပါဘူးเนาะ ln မှာ x မပါရင်ဒါလေးဒီပါလေ constant အဲ့လိုမဟုတ်ဘူး ln 3x လို့ဖြစ်နေရင်တော့ LN3X လို့ဖြစ်နေရင်တော့အဲ့ဒါ function ဖြစ်တယ်။သူ့ကိုပါ grade ရမှာဖြစ်တယ်။အဲ့ဒါဆိုအမြောက်ဖြစ်သွားမယ်။နားလည်နော်အမြောက်ဖြစ်သွားမယ်။အခုကတော့ LN3D constant ဖြစ်တဲ့အတွက်အရှိပို့မယ်။အရှိပို့လိုက်ရင် LN3 not integral ဘယ်သူ့ဘယ် grade မှာလဲ3 power x dx ပေါ့နော်။အဲ့ဒါဆို LN3 ကဒီတိုင်းထား3 power x ကို create great မယ်ဆိုရင်3 power x by ln 3เ ရှိတ်တာဆိုရင်တော့3 power xln 3ကမျှောက်ရမှာဒီမှာကပြန်စားပြရမှာဖြစ်တယ်ဆိုတော့3 power x by ln 3ရမယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ဆက်ကြည့်မယ် ဆက်ကြည့်မယ်ဆိုတော့ဒါလေးကရှင်းမဲ့ဆိုရင် LN3 LN3 ကကြည်သွားတယ်ကြည်သွားတဲ့အတွက်ဘာပဲကြံမလဲအနောက်မှာ plus c ထည့်အောင်မယ်နော် equal to 3 power x ပဲကြံတယ် plus c ပေါ့ဒါလေးပဲကြံမလား ပဲဟုတ်ပြီအဲ့ဒါဆိုရင်ရှေ့ရခုနတစ်ချက်ပြောထားတဲ့ trigo formula လေးတွေကိုကြက်ကြက်ထားပြီးကြည်အောင်ကြက်ထားနှုတ်ဆဲမှကုထားတစ်နှစ်လုံးစာအတွက်လိုတာဖြစ်တဲ့အတွက်အဲ့ဒါတွေကခဏခဏပြန်နှွေးရမှာဖြစ်ပါတယ်เนาะခဏခဏပြန်နှွေးရမှာဖြစ်တဲ့နောက် video လေးကိုဆက်ဆောင်ကြည့်ပြီးအားလုံးမင်္ဂလာပါ